အရေသတိဖင်စီတဲ့ဘက်ခံရမှုနောက်စိုးရင်စရာဖိုက်လာရဲအာဆန်အန်ဒရီကရော့ကိုလေတာစာပြလက်ဖို့ဖိုက်ပါရယ်ရခိုင်ပြည်တော်ဘူတိတော်မောင်တော်ရတိတော်မျိုးနေတိတ်မှာ မော်ဆလင်လက်နက်ကဲအဖွဲအာဆာကအရေသတိကိုခွန်ခိုတိုက်ခိုက်ဖန်စီတဲ့ဘက်ဆိုဒီဇက်တိုက်ဟင်လာနေပါရယ်အာဇာအဖွဲ့ခွန်ကိုတိုက်ခိုက်မှုကြောင့်မော်တော်မျိုးနေမှာအော်တိုဘာတရက်ကနေ93ရက်နေ့အထိရဲသားတင်ဆွသူ၄ဦးဒန်ရတူခရာဦးနဲ့ဖန်စီခံရသူ၃ဦးအထိဟိလာနေပါတယ် အော်တိုဘန်၂၀နိုင်ရန်နင်းကရက်သစ်ဒေါ်မလို့နဲ့ဇီတီဘောင်ဂျီရာကနေပနာမော်ဒေါ်မလို့နဲ့ဂျာပန်တူဂျီရာကိုကွန်ပျူစီတင်းနဲ့ခရီးတဲ့တောင်ဆော်လာတဲ့ကော့ဒစီကိုအာဆာအဖွေကတိုက်ခိုက်ခါရဲ့တွန်းနဲ့ခရီးတဲ့အမျိုးသမီးနှိုင်းဦးတီဆွန်ပနာအမျိုးသားနှိုင်းဦးဒန်ယာရဟင်းခါပါတယ်အော်တိုဘာနိုက်စ်လေးရန်နင်းကလည်းမော်ဒမ်နုနဲ့တော်ပဲကွန်ရှောကြွရကအသက်မပြည့်သင့်ရဲ့မမရှိတူဦးအပါအဝါကြည်ရသောတွန်းဦးကိုအာစာတက်ဖွဲ့ဝန်တွေကဖမ်းဆီးခေါ်ဆောင်လာတယ်လို့သိရပါတယ် အယောင်ကဘင်္ဂလားဒေ့ရှ်နေဆန်နဲ့မော်ဒော့မရဘိုက်ဒေတာမာရာလှောက်ချောနေတဲ့အာစာတက်ဖွဲ့ဝန်တိဇော်လက်ဟင်းမှာမော်ဒော့မရုနဲ့တော်ဘက်အတိစင်းဝောင်လာပနာဒေတာခန်အရေသတိကိုအကရန်ဖက်လော်ဝတီဇက်တိုက်လောက်ဆောင်နေတယ်လို့ဒေတာခန်တို့ကပြောဆိုခဲ့ပါတယ်